စီကံဆိုတာလူရဲ့တံပေါ်မယ်။ဒါကြောင့်မလို့စီကံရှိတဲ့လူတိုင်းအဖွဲ့စီတိုင်းကို ကျွန်မလေးစားတယ်တံပိုးလဲထားတယ်။စီကံရှိတဲ့လူကအဖွဲ့စီတိုင်းဟာလည်းတိုးထအောင်မြင်ကြတယ်။ဒီရုပ်တံပိုင်းမှာဆိုရင်ထိုင်ရင်ကိုးတော့တဲ့ PDF တွေကိုသူတို့ရဲ့တည်ရင်မှုကချိန်တန်ရိုက်ပြီးတော့ဆုံးမနေတဲ့ရုပ်တံပိုင်းဖြစ်တယ်။ဒုံးနဲ့ရိုက်တဲ့ပေါ့ကွ။ဒီလိုမျိုးစီကံလေးတွေရှိကြတာကောင်းတယ်။ သူတဖြင့်လက်နက်ကင်ထားတဲ့အဖွဲ့အစည်းတွေမှာစီကံပို့ပြီးရှိရတယ်။လက်နက်ကင်ထားတဲ့လူတွေပုဂ္ဂိုလ်တွေမှာတာမန်လူတွေထက်စီကံနဲ့အမိတ်နာခံမှုကိုပို့ပြီးတော့တာမိုးထားရတယ်။ပို့ပြီးတော့လေးစားလိုက်နိုင်ရတယ်။အဲ့ဒီလိုမျိုးစီကံမရှိဘဲနဲ့အမိတ်နာခံမှုမရှိဘဲနဲ့လက်နက်ကင်ထားတဲ့ဆိုရင်အဲ့ဒီလက်နက်ကင်ထားတဲ့လူတွေအဲ့ဒီလက်နက်ကင်ထားတဲ့အဖွဲ့အစည်းတွေဟာလက်နက်မဲ့တဲ့အယက်သားပြည်သူတွေအတွက်ထီးကဲသို့သောအာကိုရာ နေရန်မိုးရန်ကို ကာကွယ်ပေးတဲ့အရာအဖွဲစီမဟုတ်ပဲနဲ့မိကဲတို့ပူလောင်စေတဲ့လောင်ကျွမ်းစေတဲ့ပြာကျစေတဲ့ဘေးဆိုးကတ်ဆိုးဖြစ်နေမယ်။ဒါကြောင့်မို့လို့လက်နက်ကင်ထားတဲ့လူတွေလက်နက်ကင်ထားတဲ့အဖွဲစီအနေနဲ့ကပြည်သူလူထုတွေထီးကဲတို့အားကိုးရတဲ့အဖွဲစီတွေဖြစ်ဖို့ဆိုရင်စီးငယ်ကန်းတဲ့နေရတယ်အမိန်နာခံမှုရှိရတယ်။စီနကနဲ့မနေဘဲနဲ့အမိုက်နာခံမှုမရှိဘူးဆိုရင်လက်နဲ့မဲ့တဲ့ရတားပြူတူတွေအတွက်မီးလိုပူလောင်စေတယ် ဆိုတော့ဒီရုပ်သက်ဖိုင်မှာပါတဲ့အဖွဲ့သည်ရင်းမာပင် PDF အဖွဲ့ဖြစ်တယ်။ရင်းမာပင်ခရိုင် PDF ဆိုတာက2020နဲ့တက်တဲ့ကအူအူဆုံးစကိုင်းတိုင်းထဲမှာအူဆုံးပေါ်ခဲ့တဲ့အဖွဲ့လို့ပြောလို့ရတယ်။သူတို့အဖွဲ့ခေါင်းဆောင်ကဘူတန်မနီဘူတန်မနီဆိုတာအမေခန်တတ်တ်ဖြစ်ပြီးတော့သူဟာအမှန်တကယ်တော့ဒေဗီအင်းရွာကဖုန်ကြီးဥတော်ပါခဒီညမှာကျွန်တော်မြင်ရင်ဆရာတော်950ဆရာတော်တို့เนาะပြည်သူစစ်တပ်ဖွဲ့ဒီ တက်မတော်သားတွေကိုအမြဲတမ်းလှူဒန်းထောက်ပံ့နေတဲ့ပေါ့ဆရာတော်လူဆရာတော်တွေကြတော့ဖုန်ချီဝိနည်းနဲ့မညီဘူးဆိုပြီးတော့တစ်ချိန်လုံးလက်ညှိုးထိုးအပုတ်ချနေတဲ့လူဒီအဖွဲ့တွေဟာဒီရမပင်ပီဒီရဲ့ခေါင်းဆောင်ဘိုးတန်မဏိခေါ်ဦးတော်ပါကကိုကြတော့ဝိုင်းပြီးတော့အားပေးအများလုပ်နေကြတယ်။လက်ရှိမှာထိုင်ရင်ခိုးတော့လူထိုင်ရင်ခိုးတော့တဲ့လူကိုတော့မှအပြစ်ပေးရေးယူပါဆိုတဲ့ရမပင်ပီဒီရဲ့ဟာ2021တည့်ကလာဖို့ကြေးပါကအရက်သားပြည်သူတယောက် ခြေထောက်ချိုးသွားလို့မြို့မှာဆေးသွားကုတယ်ဒီဆေးသွားကုတဲ့လာဖို့ရွာကအယက်သားကိုမိသက်တက်ဖွဲ့ဝင်၄ယောက်ကနေပြီးတော့ကျမတို့ပြောမယ်ဆိုရင်လူနာတန်ကားနဲ့လိုက်ပို့တယ်အဲ့ဒီမိသက်တက်ဖွဲ့ဝင်တွေကိုရင်းမပင် PDF ဘိုးတန်မင်းခေါ်ဥတာပါကတို့အဖွဲ့ကနေပြီးတော့ CDM မလို့လို့ဆိုပြီးဖမ်းလိုက်တယ်ဖမ်းမိဆိုတဲ့ကအရှင်ထွက်မရှိဘူးအသေးအတွက်ပဲရှိတယ်သူတို့ NLD ပါတီကဦးဝင်းမင်းအောင် နော် NLD ပါတွေဘိုးလို့မှုဆောင်ဥဝင်မြုပ်အောင်ကိုတော့သူတို့ PDF တွေ CRP တွေကဖမ်းပြီးတော့တတ်လိုက်တာအာလုံးတိုင်းပြည်သူကိစ္စနော်ဖမ်းပြီးဆိုတာ ਨੇ အသေးအထွက်ပဲရှိတယ်အရှင်ထွက်မရှိဘူးဆိုတော့ကထိခိုက်တဲ့ရတဲ့ရွာသားကိုစေးယုံလိုက်ပို့ပေးတဲ့ပရိုက်တာတင်းဖွဲ့လို့ပုံစံမျိုးပေါ့နော်ကျွန်မတို့ပြောမယ်ဆိုဒီမှာဆိုနိုင်ကူညီမှုအတင်းနေလို့မျိုးလိုက်ပို့ပေးတဲ့မိသက်တွေကို CDM လို့လို့ဆိုပြီးတော့ဖမ်းပြီးတော့ရဲမပင် PDF အဖွဲ့ကတောက်လိုက်တယ် အဲ့ဒီလိုဖမ်းသွားတဲ့အတွက်ကိုတည်တည်ချင်းဟီရိုတိုက်ကားလို့အမည်ရတယ် PD ရဲ့တဖွဲ့ကရမပင် PD ရဲ့ဘူတန်မဏိခေါ်ဥတော်ပါကရဲ့အဖွဲ့ထံမှာလာပြီးတော့ PD ရဲ့အဖွဲ့ချင်းချင်းလာပြီးတော့တောင်းပန်တယ်ဒီလူတွေကအကျက်သားတွေပါဒီကောင်တွေကဒီလူတွေကစစ်တပ်ကိုထောက်ခံတဲ့ဒလန်တွေမဟုတ်ပါဘူးငါတို့တို့အတွက်အာမခံချက်ပေးပါတယ်ပြန်လှုပ်ပေးပါဆိုပြီးတော့လာပြီးတောင်းဆိုတဲ့ဟီရိုတိုက်ကားဆိုတဲ့ PD ရဲ့အဖွဲ့တစ်ဖွဲ့လုံးကိုလဲပဲတပ်ပလိုက်တယ် ဒါအပြင်အဲ့ဒီရင်မပင်ကျေးရွာမှာရှိတဲ့အနီးအနားမှာရင်မပင်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကရွာသူရွာသားတွေနဲ့ PD ရဲ့အဖွဲ့ဝင်တွေကိုဒလန်လို့ဆွဆွဲပြီးတော့အမှုပေါက်ငားမှုကျွလွန်ခဲ့တယ်။လူ20နဲ့တယောက်ကိုတတ်ဖြတ်ခဲ့တယ်။ဒါကြောင့်မို့လို့ဒီလုံရက်ကိုမခံနိုင်လို့ PD ရဲ့အဖွဲ့ချင်းချင်းကိုကြီးနိုင်နေတဲ့ရင်မပင် PD ရဲ့အဖွဲ့က Hero Light က PD ရဲ့အဖွဲ့ကို2020နဲ့2022တက်ကဖြစ်ခဲ့တယ်မှုဒီလိုမျိုးတတ်ပါတယ်ဆိုပြီးကြံနဲ့အဲ့ဒီစကိုင်းမှာရှိရဲ့ ် PD ရဲ့အဖွဲ့60နဲ့3ဖွဲ့ကလက်မဲ့ရေးထိုးပြီးတော့အန်နူးကြီးကိုတိုင်နေဒီမှာရဲမပင် PD ရဲ့အဖွဲ့ဘူတန်မဏိတို့အဖွဲ့ကအခုလိုမျိုး PD ရဲ့အဖွဲ့ချင်းချင်းပြန်ဖမ်းဆီးတတ်ဖက်ပြီးအပြစ်မဲ့ပြည်သူတွေကိုဒလန်ဆိုပြီးတတ်နေပါတယ်ခင်ဗျာဆိုပြီးတော့ကြံတဲ့ PD ရဲ့အဖွဲ့63ဖွဲ့ကလက်မဲ့ရေးထိုးပြီးတော့အန်နူးကြီးစီကိုတိုင်စာပို့တယ်အဲ့ဒီအမှုက2020နဲ့တက်တရာဖြစ်ခဲ့တာအခုဆိုရင်၄နှစ်တိတိရှိခဲ့တယ်ခမားလို့ဘလို့အပြစ်ပေးအေးအေးယူလိုက်တယ်လေ ခန်းရီခိုးတောက်တဲ့အမှုကိုတော့ခမားတို့စီးငယ်ကန်းနဲ့အခုလိုလိုင်းမော်တင်ပြီးတော့ခမားတို့စီးကန်းအရာပစ်ပေးတယ်ဆိုရင်အခုလိုမျိုး PDF ဖွဲ့ခြင်းချင်းတက်ဖြတ်တဲ့အမှုကိုတော့အဲ့ဒီရမပင်ခရိုင် PDF ဖွဲ့ကိုဘလို့အပစ်ပေးအေးအေးယူလိုက်တယ်လေဒါတော့ဒါခမားတို့ချင်းချင်းတက်တဲ့အမှုကိုပြောနေတာနော်ခမားတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုတက်တဲ့အမှုကိုကျွန်မမပြောသေးဘူး ထမ်းရေခိုးတောက်တဲ့လူကိုအခုလိုအပြစ်ပေးရင်ဒေါ်လာခိုးစားနေတဲ့ CRPH ကိုပေါ့ခမားတို့ PDF တွေနဲ့ခမားတို့ထောက်ခံတဲ့လူတွေကဘလို့အပြစ်ပေးကြီးယူကြတယ်လေထမ်းရေခိုးတောက်တဲ့ PDF ကိုကြိမ်တန်ပေးရင်ဒေါ်လာခိုးစားနေတဲ့ဖြူဖြူတင်းတို့ CRPH အမေရန်ဒေါ်လာ6000ခိုးစားတဲ့အဖွဲ့ကိုခမားတို့ဘလို့အပြစ်ပေးတယ်လေ ျမကနိုင်ငံရေးစကားအရလူလူမေးတာဖြစ်တဲ့အတွက်ခမားတို့လည်းနိုင်ငံရေးစကားအရလူလူပြန်ဖြေတတ်ဖို့လိုတယ်။နော်ရှေ့မှာလည်းအမှုတွေရှိတယ်။ဥပမာကြောက်စဲ ကြောက်စဲကြောင်ဘာကြောင်ပြောလဲဆိုရင်ကျမကရှေ့ရက်ကငလီပေးသွားလို့တော့ကျမကြောက်စဲဘက်ကပြန်လာတယ်ပြန်လာတော့စိတ်ထဲမှာမှတ်မဲ့ရရရှိတယ်ဘယ်လိုလဲဆိုတော့ကြောက်စဲဆိုတာ ਨੇ ကျမတို့ကငငယ်လေးတည်းကဒီကြောက်စဲမျိုးကကြောက်တက်တာကြီးကြီးတော့မှဒီမနုဆာရီပေါ့နော်တတ်တာပြေကမနုဆာရီရဲ့လက်တစ်ဖက်ပြက်နာရှိတယ်ဆိုတဲ့ဒီပုံမြင်လို့လို့ဌာနကြီးလို့လို့ဝိထုလို့အမှုပညာရဲ့ဖန်တီးမှုနောက်မှာကျမတို့လူငယ်တွေကအမှန်တကယ်ထင်ရောက်ထမ်းမှဖြစ်ခဲ့ဘူးတယ် ဆိုတော့ကျမငငယ်တုန်းကအဲ့တုန်းကကျမကအာဒီပကြီးလေးဝင်းတို့ကောလိပ်ချီနေဝင်းတို့တို့ရဲ့အသံဆက်လန်းလေးတွေနားထောင်တာနားထောင်တော့ဒီတက်တာပြီးကပေါ့မနုစာရီမင်းသမီးနဲ့ဒီနောက်ဆုံးဒီကိုနန်းဝေတို့ဒီစစ်တမ်းမှုပေါ့နော်အိန္ဒိယစစ်တမ်းမှုကိုနန်းဝေတို့ဒီဆက်လန်းလေးပေါ့ဆိုတော့ဒီမနုစာရီမင်းသမီးရဲ့လက်တစ်ဖက်ကိုပြတ်သွားတယ်လက်တစ်ဖက်ကိုဒီမှာဌာပနာထားတယ်လို့တို့ဖတ်ထားတယ်လို့ပြောတာ哦ဆိုတော့အဲ့ဒါဥစ္စာငငယ်တော့နားထောင်ပြီးကိုကတကယ်လို့လို့ဘာလို့ထင်တာဒါကဘာလဲဆိုတော့အမှုပညာရဲ့တက်ရောက်မှု အမှုပညာဆိုတဲ့ဖန်တီးမှုရဲ့နောက်မှာလူတွေကိုအထီလောက်ထိစိုးမိုးမှုရိုက်ခတ်မှုများတယ်ဆိုတော့ခင်ဗျားတို့နေကနောက်နောက်အမှုပညာဖန်တီးမယ်ဆိုလို့ရှိရင်အမှုပညာဖန်တီးမယ်ဆိုလို့ရှိရင်လူတို့ရဲ့နှလုံးသားကိုလမ်းမှန်ရောက်အောင်ထိန်းချောင်းဖို့တိုးတယ်ဒါလည်းသိကိုရည်ကြည်တယ်နော်တချို့စာပေတွေမှာဆိုလို့ရှိရင်ဥပမာနော်ဥပမာကျွန်မအရင်တော့စာပေတွေဖတ်ခဲ့ဘူးရဟို ဒီကျက်စစ်သားရဲ့သမီးပေါ့နော်ဟာရွှေရင်စင်းမင်းသမီးကအဲတချို့ကပြောတယ်ကလာမင်းသားနဲ့ကြိုက်တယ်တချို့မှာတချို့ကြလို့ရှင်လဲဒီဟောပါလဲဆော်လူမင်းရဲ့သားနဲ့ပေးသားလိုက်တယ်တချို့ကြတော့လဲဒီရွှေရင်စီကိုအာဒီမနူးကမင်းရဲ့မိတော်နဲ့ပေးသားလိုက်တယ်ရွှေရင်စီတယောက်တည်းကိုပဲလင်းနေအများကြီးရနေဆိုတော့တမိုင်းဆိုတာအဲ့လိုမျိုးတစ်ခါတည်းလေးမှာအမှုပညာဖန်တီးမှုရဲ့နောက်မှာလူတို့လူချဲ့ကားလိုက်တဲ့အတွက်လူတွေကဝေယောင်ဝေဝါးနေကြတယ် ။နောက်ဆုံးကျမတို့ကိုကိုပြောမယ်။ဟာနောက်ဆုံးဒီမင်းဆက်ပေါ့နော်။ကုန်းပေါ်မင်းဆက်ဖြစ်တဲ့နောက်ဆုံးမင်းဆက်တီဘိုးမင်းနဲ့မင်းနှုံမင်းဟာမင်းနှုံမင်းကမိမတွေအများကြီးယူတယ်။တီဘိုးမင်းကမိမတွေအများကြီးယူတယ်။လူတွေကအခုခေတ်နှောင်းလူတွေကလူငယ်တွေရဲ့နားထဲမှာကတက်လူတွေရဲ့စိတ်ထဲမှာကတီဘိုးမင်းဆိုတာနဲ့မိမတွေအများကြီးယူတယ်မရေကြောက်။မင်းနှုံမင်းဆိုတဲ့မိမတွေအများကြီးတာသမီးအများကြီးရှိတယ်ဆိုရက်အမိုင်းတစ်ခုမှတင်ပြီးသွားတယ်။ တမိုင်းဆိုတာကနော်ရွှေရင်ကြီးမင်းသမီးဘယ်သူနဲ့ယူရဲဆိုတာအဲ့ဒါတမိုင်းမဟုတ်ဘူးမင်းတို့မိကြီးမိဖုရားဘယ်လောက်ဘယ်လပါဘယ်လောက်များများဆိုတဲ့တမိုင်းမဟုတ်ဘူးမင်းတို့မိရဲ့လက်ထက်မှာတိုင်းပြည်ကိုဘယ်လိုအခြေအနေဖွင့်လို့တိုးတက်အောင်အုပ်ချုပ်နိုင်တယ်လဲမင်းတို့မိဒီတိုင်းပြည်ကိုဘယ်လိုမျိုးစီကံတီးကြဆိုတာ ਨੇ သူ့ရဲ့စိတ်နှလုံးတီးသူ့ရဲ့စိတ်နှလုံးနှစ်ပြီးတော့တိုင်းပြည်ကိုဘယ်လိုအုပ်ချုပ်ခဲ့တယ်လဲဒီရွှေရင်ကြီးမင်းသမီးဒီလည်းပဲတိုင်းပြည်မှာသူဘလို့အကျိုးဒီတေဘိုးစွမ်းဆောင်ခဲ့တယ်လေအဲ့ဒါကမှတကယ်တမိုင်းစစ်တမိုင်းမှန်လျာဖြစ်တယ် เนาะဒါစကားဆက်မိလို့ပြောတာကျမတို့ကအဲ့ဒီအမှုပညာရဲ့လွှမ်းမိုးမှုအောက်မှာကျမတို့စိတ်တွေကိုလွှမ်းမိုးထားတယ်ဆိုတော့ကျမကငငယ်တဲ့ကဒီအတန်ဆက်လန်းကိုနားထောင်တော့ဒီကြောက်စရဲကိုမြို့ကိုရောက်တော့ဒီကြောက်တက်တာစီဒီကိုတော့ကျမတေချာဖူးခဲ့ရတယ်ဒီကြောက်စဲအကြောင်းကကျမရင်ထဲမှာပူပူနွေ့နွေ့ရှိနေတယ်။ဒါကြောင့်မလို့ကြောက်စဲ PDF အကြောင်းကိုပြောတာเนาะ။ဆိုတော့ရှေ့မှာဒီရမပင်ခရိုင် PDF ဖွဲ့ကားလေးလို့ဖြစ်တယ်။နောက်မှာဆိုလို့ရှိရင်လည်းကြောက်စဲခရိုင် PDF တပ်ဖွဲ့မှာ CDN တူနာပြုရင်းမွန်အောင်ဆိုတဲ့အမျိုးသမီး နော်သူနာပြုဆရာမတယောက်ကလူနာတွေကိုဆေးမကူပဲနဲ့စီဒီယန်ဆိုပြီးလှုပ်လိုက်တယ်သူနာမယ်ရင်းမောအဒါပေမဲ့ तू ကသူ့မှာအချိန်နေအကြောင်းကြောင်းပေါ့အကြောင်းကြောင်းကြောင်းပေါ့ तू ဒီ PDF ဖွဲ့တဲ့ကိုမဝင်ကျင်တော့လို့ကြောက်စက်ခက်ရန် PDF ဖွဲ့ကနေကျမကိုနှုတ်ထက်ခွင့်ပြုပါဆိုပြီးတော့နှုတ်ထက်စာတင်လို့အဲ့ဒီ CDN သူနာပြုရင်းမောအောင်ကိုကျိန်တန်ပေးပြီးတော့နေပူပူမှာ၃နာရီတိတိတိဆွဲခိုင်းတယ် ဒီလောက်ပူပြင်းနေတဲ့နေထဲမှာ3နာရီမပြောနဲ့ခင်ဗျားတို့မိနစ်30ပဲပြေးအောင်မတည့်ရက်ကြည်လိုက်ဘလောက်တော့အရှင်လက်လက်ငရဲကြနေတယ်လေဆိုတာ3နာရီတတီဒီမိမစင်ဒီယာတူနာပြုအမျိုးသမီးကိုအဖွဲကနှုတ်ထွက်ချင်တယ်ပြောလို့နော်သူ့မှာတခြားစီယာပေးလိုမျိုးဒေါ်လာတွေခိုးစားထားတာမရှိဘူးရမပင်ခရိုင် PDF လိုမျိုး PDF အဖွဲချင်းချင်းသူပြန်ပြီးတက်ဖြတ်ထားတာမရှိဘူး အဖွဲကထွက်ချင်တယ်ဆိုတဲ့ပြစ်မှုပဲသူမှရှိတယ်။ဒါကြောင့်မလို့နေပူပူမှာ၃နာရီတိတိမတည့်ရက်ပဲတတိဆွဲခိုင်းတော့အဲ့ဒီမိမကမူးလည်သွားတယ်။နော်ပြီးတော့ဒီမိမကိုချိန်တန်ရိုက်ပြီးတော့ယောက်ျားတင်နဲ့တခန်းထဲမှာအချုပ်ချတယ်။တခန်းထဲအချုပ်မချဘဲနဲ့တပတ်တခွဲသည်တဖွဲသည်အချုပ်စကန်ခွဲပြီးချတာတောင်မှကန့်မလူမှာကန့်မလူမျိုးနဲ့ပါတော့လုံးခေါင်းဆောင် NLD ပါတီလှုပ်တော့ NLD ပါတီလှုပ်တော့မှမြင့်စောဦးကနေပြီးတော့ မရေမှုတွေကျွလွန်ခဲ့သေးတယ်။ဒါတော့တခြားတွေထားတာ။ဆိုတော့တခန်းထဲမှာထားရင်ဘယ်လိုဖြစ်မလဲ။ဒီအမျိုးသမီးကို CDN အမျိုးသမီးကိုယောက်ျားတွေယောက်ျားတွေမြောက်များစွာနဲ့တခန်းထဲမှာအကျဉ်းချတယ်။အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေဘယ်ရောက်နေကြသလဲ။ဒီအမှုကိုခမားတို့ဘယ်လိုစီကံတိကြစွာနဲ့စီကံတိလူကြီးတန်ဖို့ဆိုပြီးခမားတို့ဘယ်လိုစုံစမ်းစစ်ဆေးအပြည့်အဝအရေးယူလိုက်သလဲ။ကျွန်မအရင်ထဲကလည်းမေးတယ်အခုလည်းထပ်မေးတယ်။ဒီအကြောင်းအရာကိုမေးတာကျွန်မတယောက်ပဲရှိရဲ့။ ်နော်အရှိကရင်းမပင်ခရိုင် PDF ဗိုလ်တမဏိအဖွဲ့ရဲ့အကြောင်းကိုအခုကြောက်ဆက်ခရိုင် PDF အဖွဲ့ကနေပြီး CDR တူနာပြုရင်းမောင်းကိုအဲ့ဒီလုတ်တဲ့အကြောင်းကိုခမားတို့ဘက်ကစပီကာဆိုတဲ့ဟာဒီကော lobby ဆိုတဲ့ဟာဒီကောနော်ပတ်စံရဖို့နဲ့နာမည်ကြီးဖို့တက်ဆိုလို့ရှိရင်မဟုတ်တာကိုတဘိုးကိုလိတ်ဖြစ်အောင်ပြောတဲ့ကြတယ်လူဒီအဖွဲစီရအကုန်လုံးအပေါက်ပိတ်နေကြတယ်ခမရတို့ဘလို့စုံစမ်းစစ်စီအပြစ်ပေးအရေးယူလိုက်တယ်လေကျမကလူလူမေးတဲ့အတွက်ခမရတို့လည်းလူလူပြန်ဖြေတတ်ဖို့လိုတယ်